Burma Independent Voice တတိမာလ29ရက်အချင်းပြည်နယ်စတုံးမြို့လမ်းမပေါ်မှာလူမယ်သေးတဲ့ကလေးငယ်နှစ်ယောက်ဟာတွေးတန်ရရဲနဲ့လဲကြတည်ဆုံနေပါတယ်ဒီပုံရိပ်ဟာရင်နှစ်ခြေကွဲပွဲရာမြင်ကွင်းတစ်ခုပါပဲဒီကလေးငယ်တွေဟာလမ်းမပေါ်မှာဆော့ကစားရင်းမတော်တဆဖြစ်ရတစ်ခုခုကြောင့်တည်ဆုံသွားကြရတာမဟုတ်ပါဘူးနှစ်ဖက်လက်နက်ကင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့တိုက်ပွဲကြားမှာပြင်းလွှားရင်း ိခိုက်သေးဆုံးသွားရတာမဟုတ်ပါဘူး။ဒီပြစ်မဲ့ကလေးငယ်တွေဟာဘာတိုက်ပွဲမှမရှိတဲ့မျိုးပေါ်ကိုအကျံဖက်စစ်တပ်ကဒူမဆန်နဲ့လို့ရက်နဲ့လေးချောင်းပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်သေဆုံးသွားခဲ့ရတာပါ။ဒီကလေးငယ်တွေဟာကဘာတလွားကကစားကွင်းတွေမှာပျော်ရွှင်စွာ ဆော့ကစားနေတဲ့ကလေးငယ်တွေလို့တိုးတက်ဖွံ့ဖြိုးနေတဲ့မျိုးကြီးတွေက shopping center တွေမှာပျော်ရွှင်စွာတွာလာနေတဲ့ကလေးငယ်တွေလို့ခင်မီတိုးတက်တဲ့စာသင်ကျောင်းတွေထဲမှာငင်းကုံ အော်ဟစ်နေကြတဲ့ ကလေးငယ်တွေလိုပဲသူတို့ဟာ လုံခြုံနေထွေးမှုပျော်ရွှင်ငြိမ်းချမ်းမှုတွေရရှိဖို့ထိုက်တန်ကြပါတယ်။ဒါပေမဲ့လည်းတမ်းပြစစ်တဲ့ရဲ့လူမဆန်တဲ့လုပ်ရက်တွေကြောင့်လူမမယ်အရွယ်မရောက်သေးခင်မှာပဲအသက်တွေဆုံးရှုံးခဲ့ရပါပြီ။အကျံပတ်စစ်တဲ့ရဲ့ရတားပြင်းမဲ့တွေကိုလေချောင်းကနေပုံကျဲတိုက်ခိုက်မှုလိုမျိုးလူမဆန်တဲ့လုပ်ရက်တွေကြောင့်နိုင်ငံတော်ကကလေးငယ်တွေမလုံခြုံမှု ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ထိခိုက်နာကျင်ရတာအသက်တွေဆုံးရှုံးခဲ့ရတာအများအပြားရှိခဲ့ပါတယ်ဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရက်တွေကိုရှင်ကြီးပါတယ်ဆိုတဲ့ကဘာကြီးကမျက်ကွယ်ပြုထားသလိုနှလုံးသားမပါအကျိုးစီးပွားသာအရာရာဆိုတဲ့လူအပ်တဝါရီသမားတွေကလည်းစစ်ရာဇဝဲကောင်တွေကိုတောက်တိုင်တပွဲရက်တီပေးနေကြပါတယ်ဒါကြောင့်ပဲဒီကြမ်းဖက်စစ်တပ်ဟာဒီနေ့ဒီချိန်ထိ ခုလိုလူမဆန်တဲ့အကြမ်းဖက်လုပ်ရက်တွေကိုဆက်လက်ပြီးကျူးလွန်နေနိုင်တာဖြစ်ပါတယ်။ကျမ်းဖက်စစ်တပ်ကရွေချက်ရှိရှိဂျေချောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေကြောင်းပစီကြီးဒီပေးရင်အနှံ့ပါကြောက်တော်စရဖြစ်ရက်တွေမှာကလေးတငယ်တွေအရသာပြည်သူတွေအများအပြားထိခိုက်ဒေဆုံးခဲ့ရပါတယ်။ဒီလိုမြင်ကွင်းတွေကနိုင်ငံတော်ဝန်မှာမကြာခဏဆိုလိုမြင်တွေ့နေရပေမဲ့လေဒီဖြစ်ရက်တွေကြောင်း ပြည်သူလူထုအားလုံးခံစားကြရတဲ့နိုင်ကျင်မှုတွေကတော့လေ့အကျင့်ကျင့်မသွားခဲ့ပါဘူးစက်တင်ဘာလ29ရက်စတုံးမြို့ပေါ်ကမြင်ကွင်းတွေကလည်းထက်တူနိုင်ကျင်စေရတော့မှာပဲစတုံးမြို့ပေါ်မှာလဲကျသေးဆုံးနေတဲ့ကလေးငယ်တွေဗစီကြီးတိုက်ခိုက်မှုမှာကဘာပြက်ခဲ့ရတဲ့ကလေးငယ်တွေဒီပရင်လက်ရကုံကြီးရွာတိုက်ခိုက်မှုမှာကဘာပြက်သုံးသွားသလိုခံစားခဲ့ရတဲ့ကလေးငယ်တွေအဆရှိသဖြင့် ဂျမ်ဖက်စစ်တပ်ရဲ့လူမဆန်တဲ့လုပ်ရွက်ကြောင့်ထိခိုက်ဒေဆုံးသွားရတဲ့ကလင်းငယ်တွေတိုင်းရဲ့နာကျင်မှုဟာဂါဇာမှာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးသွားရတဲ့ကလင်းငယ်တွေရဲ့နာကျင်မှုနဲ့အထက်တူပါပဲယူကရိန်းမှာရုရှားရဲ့တိုက်ခိုက်မှုကြောင့်ဒေဆုံးသွားရတဲ့ကလင်းငယ်တွေရဲ့နာကျင်မှုနဲ့အထက်တူပါပဲ2000ပြည့်နှစ်အော်တိုဘာလ29ရက်နေ့ကဂါဇာကမ်းမြောင်ခါနီနေဇက်ဖြတ်ကျော်အနီးမှာအသက်16နှစ်အရွယ်သာရှိသေးတဲ့ပါရစ်ဆိုတဲ့ကလေးငယ်လေးက အစ္စရေးတင်ကားကြီးကိုတယောက်တည်းရက်ပြီးဂဲနဲ့ပြပောက်ဖို့ချိန်ရွေးရင်းကဘာတလွားကလူတွေရဲ့နှလုံးသားကို တကားအောက်ခဲ့ပါတယ်။ဒါပေမဲ့ရှင်ကြီးပါတယ်ဆိုတဲ့ကဘာကြီးကလုံလောက်တဲ့နှုတ်ထမှုရှိခဲ့ပါဘူး။မြန်မာနိုင်ငံမှာလည်းစကားပြသအောင်မပြောတတ်သေးတဲ့အရွယ်ကလေးငယ်လေးတယောက်ကစစ်တပ်ကလေရင်ရောက်လာတော့မလာနဲ့ဆိုပြီးသူ့ရဲ့ဖက်နှက်နဲ့ပြပောက်ဖို့ကြိုးစားနေတဲ့မြင်ကွင်းကကဘာကြီးရဲ့နှလုံးသားစီမရောက်ခဲ့ပါဘူး။ဒါကြောင့်ပဲမြန်မာနိုင်ငံမှာ ဂျမ်ဖက်စစ်တပ်နဲ့စစ်ရာဇဝေးကောင်တွေဟာအပြစ်မဲ့ကလေးငယ်တွေကိုဆက်လက်တပ်ဖြတ်ဖို့အခွင့်အရေးရှိနေတုန်းဖြစ်နေပါဗျ။မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းဂျမ်ဖက်စစ်တပ်ကြောင့်တိစုံခဲ့ရတဲ့ကလေးငယ်များစွာ ရှိခဲ့ပါပြီ။အချက်အလက်တွေတောက်ယူနိုင်သလောက်ဆိုရင်ပဲ2024ခုနှစ်တနစ်ထဲမှာကလေးငယ်ပေါင်း600ကျော်တည်ဆုံခဲ့ရပါတယ်။စစ်ရာဇဝေးကောင်တွေရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးသွားရတဲ့ကလေးငယ်တွေတိုင်းဟာ ဘယ်ရက်ဘယ်ဒေတာမှာပဲရှင်သန်ကြီးပြင်းရပါစေနေထိုင်ရပါစေကဘာပေါ်ကကလေးငယ်တွေတိုင်းနဲ့ဖြတ်တူ လုံခြုံနေထွေးမှုပျော်ရွှင်ငြိမ်းချမ်းမှုတွေ ခံစားရဖို့ထိုက်တန်ကြပါတယ်အဲ့ဒီလို ထိုက်တန်ပါလျက်နဲ့မြန်မာနိုင်ငံကကလေးငယ်တွေဟာဆက်အာနာသိမ့်မှုပြည်တွင်းစစ်နဲ့လူမဆန်တဲ့အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရွက်တွေကြောင့်ပျော်ရွှင်ငြိမ်းချမ်းမှုတွေပျောက်ဆုံးပြီးမလုံခြုံမှုထိတ်လန့်ခြောက်ခြားမှုတွေကြာရှင်သန်နေကြရပါတယ် ကမ္ဘာလောကကြီးအကြောင်းကိုဘာမှမသိသေးခင်မှာပဲသူတို့ရဲ့ကမ္ဘာပြတ်မှုတွေကြားသိဆုံးသွားရပါတယ်။ဆရာနာသိမှုကိုစန့်ကျင်ရေးဆရာနာရှင်စနစ်အဆုံးတည်းရေးမှာဖက်စစ်စစ်တပ်အမြင့်ကျဲဆိုတဲ့တွေးကြော်တန်လည်းပါဝင်ပါတယ်။ဘာကြောင့်ဖက်စစ်စစ်တပ်အမြင့်ဖြစ်လဲဆိုရင်တော့အခုလိုလူမဆန်တဲ့လုပ်ရက်တွေကလေးငယ်တွေပါမချမ်းအကြမ်းဖက်တပ်ဖြတ်မှုတွေကိုရွေကျက်ရှိရှိစနစ်တကျကျူးလွန်နေတဲ့စစ်တပ်ဖြစ်နေတာကြောင့်ပါပဲ။ ဆရာနာရှင်နဲ့ဒီအကျံဖက်စစ်တက်တည်ရှိနေလို့မြန်မာနိုင်ငံကဘယ်အရက်ဘယ်ဒေတာကကလင်းငယ်တွေမဆိုလုံခြုံနှွေးထွေးမှုပျော်ရွှင်ငြိမ်းချမ်းမှုတွေခံစားနိုင်ကြမှာမဟုတ်ပါဘူးလွတ်လပ်စွာ ရှင်သန်ကြီးပင်ခွင့်ရကြမှာမဟုတ်ပါဘူးပစီကြီးလက်ရက်ကုံအနံ့ပါကြောက်တော့အခုစတုံးလိုဖြစ်ရဆိုးတွေကိုရက်တံဘိုးဆိုရင်ဖက်စစ်စစ်တက်ကိုအမြင့်ဖြတ်ရမှာဖြစ်ပါတယ်သွေးစွန်းနေတဲ့လက်တွေကိုလျှော့ဖုတ်ပြီး လက်ဆွဲနှုတ်ဆက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးကလေးတငယ်တိုင်းဟာသူတို့ရဲ့ကစားနည်းတွေကိုချိန်ထောက်တဲ့အရာသူတို့ရဲ့အိမ်မက်တွေကိုဖျက်ဆီးတဲ့အရာတွေမရှိတဲ့ကဘာကြီးတစ်ခုမှာနေထိုင်ကြရဖို့ထိုက်တန်ပါတယ်ခင်ဗျာ Burma Independent Voice